ပါလုမင်းမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လေပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောဒီလီဒီနေ့ဖြစ်ပါစေနေညာကနေပြီးတော့ဆုံမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျားကျွန်တော်ရဲ့ caption ကြောင့်မနည်းနည်းလေးကြောင်သွားလိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့ကျွန်တော်အဲ့ဒါဘာကြောင့်လဲကျွန်တော်ရှင်းပြမယ်အဲ့တော့ထိုးဝန်တိုင်းအခုလက်ရှိဒါကျွန်တော်တို့ထိုးဝန်တိုင်းအသင်းကြီး Twitter နဲ့အသင်းငယ် Twitter ဆိုတာအမြဲတမ်းဒါ Facebook မှာရှိတယ်ဒါဆိုမို့ Twitter မှာရှိတယ်ဒါ Twitter သုံးနေတယ်လို့ဆိုသိလိမ့်မယ်ဒါ ဒါအခုလက်ရှိဒါကျွန်တော်တို့မြန်မာနိုင်ငံမှာအသိငယ်ပြိတက်ကနဲတယ်ဒါပေမဲ့ရှိမရှိဘူးရှိလို့ရှိခုနောက်ပိုင်းရှိလာ Everton fan တွေရှိတယ်ဒါလက်ရှိမှာဒါကျွန်တော် Brentford fan တွေရှိလာတယ်ဒါကျွန်တော်တို့ Aston Villa fan ရှိတယ်တွေ့ဦးတယ်ဒီမှာပါထားပါ Wolves fan ကျွန်တော် West Ham fan တွေအုပ်စုကျွန်တော်တွေ့ဦးတယ်ဒါပေမဲ့အဲ့လိုအထိနိုင်ငံခြားမှာတော့မများဘူးဗောနော်ဒါလက်ရှိမှာဒါကျွန်တော်အင်္ဂလန်မှာကြာရင်အဲ့ဒီအစုဖွဲ့တွေကများတယ်ဗောနော်လက်ရှိမှာလူအုပ်စုကများတယ်အဲ့တော့အသိကြီး Twitter နဲ့အသိငယ် Twitter အခုလက်ရှိမှာဒါကျွန်တော်တို့ Everton တို့ Northern Forest တို့ဒါလက်ရှိဒါဘူး အက်စတွန်ဗလာတို့အုပ်စုကတည်းရှိမှာအသင်းကြီးရဲ့အုပ်စုနဲ့ခုလက်ရှိမှာခဏခဏခြားတယ်။ဘာကြောင့်လဲ။ဒါတွေကိုကျွန်တော်တို့နားလည်ဘူးလူတွေထဲမှာပါတယ်။အဲ့တော့လက်ရှိမှာသူတို့ကကျွန်တော်ခုနတခုလက်ရှိကျွန်တော်တို့ဒါတိုက်တယ်ပေါ့နော်ဒီဒီဗီဒီယိုတိုက်တယ်အသင်းကြီးတွေအကျင့်မကောင်းဘူးဆိုတဲ့စကားလုံးနေတဲ့သူတို့က ဒါတိုက်ခိုက်ကြရတယ်ဗောနော်အသင်းကြီးတွေကအကျင့်မကောင်းဘာကြောင့်အကျင့်မကောင်းလဲဆိုတော့ကျွန်တော်ပြနေချက်အသင်းကြီးတွေကလုံးဝအကျင့်မကောင်းအသင်းကြီးတွေကအသင်းငယ်တွေကိုအနိုင်ကျင့်တယ်ပရီးမီးယားလီဂ်ဆိုတာအသင်းကြီးတွေဒါရရှိဖို့အတွက်လည်းလှုပ်ထားတာအသင်းကြီးတွေအတွက်ဒါကျွန်တော်တို့လက်ရှိမှာအဲ့တော့လက်ရှိမှာ FFP တို့ PSR တို့ဒါ Spanish Siemens Siegen တွေကဆိုတာအသင်းကြီးတွေအတွက် ဒါလှုပ်ဆောင်ထားတဲ့စီမံစည်းကမ်းတွေဖြစ်တယ်ဆိုပြီးဒါအသင်းငယ်ကလူတွေကနေပြီးတော့အသွင်းကြီးကိုဒါနေ့တိုင်း international twitter မှာအမြဲတမ်းခြားကြတယ်ဒီထဲမှာအသင်းကြီးအကောင့်တွေကတသက်နဲ့တကူဒါကျွန်တော်လုံးဝမတည့်တဲ့ကောင်တွေဆိုပေမဲ့ဒါတကယ်တည်းရန်ဖြစ်ပြီးဆိုအသင်းကြီးအကောင်တွေကပေါင်းပြီးအသင်းငယ်တွေကိုပြန်ကျုံးတယ်ဘာကြောင့်လဲဆိုတော့တို့ကတို့အဲ့တော့ပြောချင်တာကလက်ရှိမှာကြီးရတဲ့ဥစ္စာတွေမျိုးမျိုးရှိတယ်ပေါ့နော် okay လက်ရှိမှာ Aston Villa ပြိတ္တိုက်နဲ့ခုလက်ရှိမှာ Manchester United ပြိတ္တိုက်တွေနဲ့ခြားတယ် Newcastle United ပြိတ္တိုက်တွေနဲ့ခုလက်ရှိမှာ Manchester United ပြိတ္တိုက်တွေဘာကြောင့်လဲ Aston Villa အသင်းတွေနဲ့ခုလက်ရှိမှာ Champions League မဝင်ဘူး ဟုတ်တယ်ဟုတ်ဒါပေမဲ့သူတို့အနေနဲ့ဥရောပတော့ဝင်နေဥရောပဝင်ပေမဲ့သူတို့အနေနဲ့ချန်ပီယံလိမွန်အဲ့တော့ဥရောပပဲဝင်ပြီးချန်ပီယံလိမွန်နဲ့ကြောင့်လက်ရှိမှာဒါအက်စတန်ဗလာအသင်းနဲ့ဝင်ငွေရအများကြီးအများကြီးဆုံးရှုံးသွားတယ်ဟုတ်တော့အများကြီးဆုံးရှုံးသွားတဲ့အချိန်မှာတို့အနေနဲ့တို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဒါကြောင့် market ratio ကိုတို့ပြန်လှုပ်လိုက်ရတယ် essence yield လည်းအခုချိန်မှာနာခဲ့မသေးကြဘူးအဲ့တော့ပြောချင်တာကတို့ရဲ့ဝင်ငွေဆွေတို့ရဲ့လက်ရှိကစားသမားဝယ်ယူမှုဆိုကစားသမားဝယ်ယူမှုပြောနေလက်ရှိမှာဒါရှည်ရင်းဆိုကစားသမားတောင်တို့ရောင်းချဘူးတို့တို့အနေနဲ့သွားတဲ့တည်းမှာပါတယ် ဒါပေမဲ့လက်ရှိမှာတပတ်က United ကချန်ပီယံလိမဝင်တဲ့အချိန်မှာဟာ Brian Mbowe ပိုဝဲတယ်။အာလက်ရှိမှာလာစားများနေတယ်ဒါကျွန်တော်တို့ပို့ပေါ့ဟိုဘတ်ယူစ်ခေါနာပေါင်း90ပေးပြီးပေါ့တောင်း65တန်ပေးပြီးဝဲတယ်။ဟုတ်တယ်မှာဒါကုလည်း Aaron Mbowe ကိုဒါ95တန်ပေးပြီးကန့်လန့်တယ်။အာ Aston Villa ကျတော့လက်ရှိမှာဥရောပတောင်ဝင်ထားတယ်။ဒါအော်ရပါမွန်းရတဲ့အဲ့လောက်တော့၃နိုင်လားဆိုတော့မေကွန်းနဲ့အတူဒါကျွန်တော် FFP နဲ့ PSR ကြားထဲမှာရန်ဖြစ်ကြတယ်။ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော်လူတော်များမှားတဲ့ concept တစ်ခုရှိတယ်။အဲ့ဒါကဘာလဲခင်ဗျားတို့ donation ပြမယ်။ business time အဲမနက်မှဗျာအဲ့ဒါကြီးဆိုကျွန်တော်လေးဘွားမလေး edit ကျွန်တော်လေးပတ်စံလေးအားရရှိရင်ပေါ့နော်တခါကျရင်လေခင်ဗျားတို့ကျွန်တော်လေးဒါဟိုပုံမွေလေးလေးပြောတာပေါ့ညီကိုညီတခါကျရင်ကျွန်တော်လေးခေါင်းထဲမှာလေကျွန်တော်ပတင်ကြညာရယူလိုက်ချင်တယ်။ဘာလို့ဆိုတော့ကျွန်တော်ခင်ဗျားတို့ edit လမ်းစာရင်းနဲ့တူတက်ပါဘူး။ဟိုအခုကျွန်တော်အရန်ကြိုက်တဲ့ဟို TikTok မှာဆိုရင် channel တခုရှိရယ်ဗျာတည်လား။ဟိုဟို Pokemon card ဖောက်တဲ့ပဲဗျာ should i open it should i keep it sealed အဲ့လိုအဲ့လိုအဲ့လို content တွေလုတ်ချင်တာဗျာတည်လား။အမှန်တမ်းပြောမှာဆိုရင်အဲ့တော့ဟိုနားလေပြီးပါကျွန်တော်လည်းပတင်လုံးဝမယူချင်တဲ့အတွက်ကြောင့်ဒါရှိတဲ့ဟို ဘတ်ဂျက်တွေကနေပြောဒါတခါကျရင်ကင်မရာမှဇက်လေလို့စကူစိတ်ပူနေရတယ်ဟိုဖုန်းထဲမှာပြန်ရမှာဒါပါကျွန်တော်ပြောနေတာဟုတ်နော်ကျွန်တော်အဲ့လိုပုံစံမျိုးတော့လက်လာပါပါလေကျွန်တော်အရန်ရှင်းပြနေတာပေါ့နော်အဲ့တော့လက်ရှိမှာ United ကအကျွေးတွေအများကြီးရှိတယ်ပေါ့နော်လက်ရှိမှာ United ကအကျွေးတွေအကျွေးတွေအများကြီးရှိတယ်ခုနကပြောလိုပဲလက်ရှိမှာ asset depth တွေရှိတယ်ဒါ player depth တွေရှိတယ်အများကြီးဒါအကျွေးတွေမှာအများကြီး United ကရှိတယ်ပြောမစွန်းတော့ပေါင်ဘီလီယံနဲ့ချီနီနီကို United မှာအကျွေးရှိတယ်အဲ့တော့အစိုးလာဟာဒီလောက်ထိအကျွေးရှိတဲ့အသင်းကငါတို့လိုအသင်းထက်ဘာလို့ပတ်စံသုံးနိုင်နေရတာလဲအတိတ်ပဲမရှိဘူး ဒီညမှာလူတော်များမှတ်မှားတဲ့ဥစ္စာက loss နဲ့ debt နဲ့ကိုမှားတယ် basic basic finance နဲ့ basic business ပေါ့နော် loss နဲ့ debt နဲ့ကမတူအကျွေးနဲ့ရှုံးနေတာနဲ့မတူလက်ရှိမှာလောကမှာဒါအကျွေးမရှိတဲ့တထေးကုမ္ပဏီဆိုတာမရှိဘူးဟုတ်တယ်မကျွန်တော်လက်ရှိမှာကောင်းလာပါတယ်ခမလက်ရှိမှာ Pepsi ဆိုတဲ့အကျွေးတွေအများကြီးရှိတာကျွန်တော်ပြောနေတာကကောင်းမြင်နေတဲ့လောက်ကောင်းတဲ့နိုင်ငံတွေဆိုတဲ့အဲနိုင်ငံလိုက်ကိုအကျွေးရှိရတယ်ဒါပေမဲ့အဲ့နိုင်ငံကရှုံးနေတာမဟုတ်ဘူးအကျွေးရှိတိုင်းအဲ့အသင်းကရှုံးနေတာမဟုတ်ဘူး ဒီ sense ကိုကျွန်တော်နားလည်ဘူးလို့တယ်။ဒါပေမဲ့အကျွေးမရှိတိုင်းမရှုံးဘူးဆိုရလဲမို့အကျွေးမရှိဘဲနဲ့ရှုံးနေတဲ့အလုပ်တွေပါအများကြီးပဲ။ဥပမာကျွန်တော်တို့ဒါ small business small business သူတို့ကသူတို့ရှိတဲ့ပတ်စံရသူတို့ကသူတို့လုပ်တယ်။ဒါပေမဲ့သူတို့ဟာဘယ်သူစီမှအကျွေးမရှိဘဲသူတို့လုပ်ငန်းသူတို့ကသူတို့ရှုံး။အဲ့တော့တချို့ကြလည်းအကျွေးတွေဥပမာလက်ရှိမှာခင်ဗျ Pepsi က billion နဲ့ချီပြီး trillion နဲ့ချီပြီးအကျွေးတွေရှိတယ်။ဒါပေမဲ့ Pepsi ကိုများရှုံးနေတာပဲ Pepsi ကမြတ်နေတာပဲ။လူတိုင်းမှာအကျွေးရောနာပေါ်တယ်လေကုမ္ပဏီကြီးတိုင်းမှာအကျွေးရှိတယ်။ဒါပေမဲ့အဲ့ ကုမ္ပဏီအကျွေးရှိတဲ့ကုမ္ပဏီကရှုံးနေတာမဟုတ်ဘူးအဲ့တော့ပြောချင်တာဒီညမှာ concept ကဒါ international ကောင်နေတာဘုနာခမတခါကျရင်အဖြူကောင်နေအထင်မကြီးနေတော့မှအဲ့ဒါကိုပြောချင်တာသူတို့ကသူတို့ဒါအဖြူနိုင်ငံနေမှာဘလောက်ပဲဘလောက်ပဲတော်တယ်ပဲပြောဆောက်ရမ်းတော်တယ်ပြောအခုလက်ရှိမှာဒီကောင်နေမေးကြည့်ခမ basic mass basic business business finance ဘာမှသိတာမဟုတ်ဘူးနိုင်ငံကောင်းလို့သာလူကကောင်းအဲ့ကြောင့်ကျွန်တော်အမြဲအခုနိုင်ငံကြီးနဲ့ပြောလို့အဲ့ကြောင့်လူတွေကနိုင်ငံကြီးကောင်းမှုလို့ဆိုအဲ့ကြောင့်ပြောကြနိုင်ငံကောင်းရင်လူကအော်တိုကောင်းသွားနိုင်ငံကောင်းရင်လူကအော်တိုအထင်ကြီးသွားကျွန်တော်တို့ခင်ဗျကျွန်တော်အခုလက်ရှိကဘာပတ်လာတဲ့ကောင်ခင်ဗျကြွားတာမဟုတ်အဖြူကောင်းဆိုဘာမှအထင်ကြီးနေတာမဖြစ်တကယ်တော်တဲ့ကောင်တွေအများကြီးပါမှန်တယ်ဒါပေမဲ့ကျွန်တော်မြင်ဦးတဲ့အဖြူထက် Asian စီအများကြီးပိုတော်တယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံတွေကချီးတုပ်တွေဖြစ်မှာလက်ရှိမှာအခုလက်ရှိကဘာပေါ်မှာကြည့်လိုက်ဗျဆောင်းဝန်းချမ်းသာတဲ့အိန္ဒိယစီအများကြီးပဲရှိတယ်ကျွန်တော်တို့ကအိန္ဒိယကလူတွေတာကျွန်တော်ပါကစ္စတန်ကလူတွေဒါပေမဲ့အိန္ဒိယပါတီစံဟာကောင်တွေကမကောင်းတဲ့လူတွေပဲတာဒါပေမဲ့တော်ရဲလူတွေက ဒီကတော့အဲ့တော့ပြောကြနိုင်ငံမကောင်းရင်လူပါမကောင်းငခုံးမတကောင်းတော့တလီလုံးပို့စနိုင်ငံနဲ့ပတ်အဲ့ဒါမဲ့ကျွန်တော်မြန်မာနိုင်ငံကတူပြီးကဘာလျားလို့ကျွန်တော်မြင်မှုတဲ့ကျွန်တော်ဆောင်းဝန်းကောင်းတဲ့ဟာဗတ်မှာမြန်မာနိုင်ငံအားကြီးရှိတယ်။အလစီမှာမြန်မာတွေအများကြီးရှိတယ်။ဟုတ်တော့ခုနကပြောနိုင်ငံမှာအများကြီးအများကြီးကျွန်တော်မြန်မာတွေအများကြီးရှိတယ်။အဲ့တော့ဒါပေမဲ့မြန်မာတွေမကောင်းတော့ဘာလို့ဆိုမြန်မာနိုင်ငံမကောင်းအဲ့လိုပဲ။အဲ့တော့ဒီခုနကပြောဆိုနိုင်ငံကောင်းအမလက်ရှိမှာအင်္ဂလန်ကြီးကကောင်းတဲ့အကောင်ကိုဆောင်းဝန်းညံ့ဆောင်းဝန်းချအဲ့တော့ပြောလို့ပဲလက်ရှိအဆက်ပြောအဲ့တော့ business နဲ့စပြီးပြောမယ်လက်ရှိမှာသူတို့စိတ်ထားမှာသူတို့ကအကျွေးရှိရင်ဒီအသင်းကရှုံးတယ် United ကလက်ရှိမှာအိမ်ဆောင်ပြောကျွန်တော် United စပါစပါဆိုတဲ့မမဲရကျွန်တော်အကျွေး1 billion ရှိခဲ့ဘာကြောင့်ကျွန်တော်ကွင်းပြင်ကွင်းအစ်ဆောက်ခဲ့လို့ Chelsea မှာလည်းအကျွေးရှိတဲ့လောက်ရှိတယ် Arsenal ကျွန်တော်တို့လည်း Arsenal မှာ debt gain နဲ့ Manchester City မှာ gap gain နဲ့ Liverpool မှာလည်းအကျွေးရှိတယ်အသင်းကြီးတွေတော်တော်များအကျွေးရှိတယ်အဲ့မဲ့သူတို့ကရှုံးနေတယ်မဟုတ်ဘူး United အသင်းနဲ့ဒါကျွန်တော်တို့ဒီနှစ်မှာတော့မမဲရဒီနှစ် quarter မှာ United ကပြန်မြတ်လာပြီဟုတ်တယ်ဟုတ်ဒါပေမဲ့ခုနကပြော Northern Fuel ဆိုပါတော့အကျွေးမရှိတယ်ဒါပေမဲ့ရှုံးနေတယ် သူတို့အကျွေးမရှိပဲရှုံးနေတာ။ဘာကြောင့်လဲဆိုတော့ခုနကပြောသူတို့ရရနေတဲ့ဝင်ငွေရဲ့ percentage ဘယ်လောက်ကိုသူတို့ဆွတ်သုံးနေလဲ။ United တို့ပေါ့ကြဒါကိုပြန်ပြီးချိန်တယ်။ဒီကောင်အဓိကနောက်ဆုံး quarter တစ်ချက်ကပါရသေးလား။အသင်းကြီးကကြားကြည့်ရင်ခြေရာကြီးတယ်။အသင်းကြီးတွေမှာအသင်းကြီးအလိုက်ဒါခုနကပြောလို့ဝင်ငွေတွေကလန်ပြန်ထွက်တဲ့ moment တွေအများကြီးရှိတယ်။ United ကကဘာပေါ်မှာခုနကခင်ဗျားပါခင်ဗျားဘယ်လောက်ပဲတိုင်ပတ်ပတ် ဝီယက်မက်ဒရစ်ပြီးရင်ဒုတိယနေရာမှာအမြင့်တက်လို့လို့ဒါကျတော့ဝင်ဝင်အများဆုံးသင်းတဲ့ရက်တည်ရတဲ့မှာပါတယ်ဘီလီယံနဲ့ဒါဝီယက်မက်ဒရစ်ဘီလီယံနဲ့ရှိပြီးရင်ပေါင်တန်း900ကျော်ဝင်နေပြီ United ဝင်နေဒီနေ့မှာဒါ Forbes Magazine မှာရေးထားတယ်တွက်ကြည့်လို့ရတယ်သူ့ဟာသူဘယ်လောက်တနေတဲ့ United က United ပဲအခုလက်ရှိမှာ Newcastle United Champion League ဝင်သူ့ဟာသူ Champion League ဝင်တာမကောက်သူ့ဟာသူရှိတဲ့မြတ်ကဘာ World League ဝင်လက်ရှိမှာ International ပဲလက်ရှိမှာ United ပရိသတ်တွေငွေသုံးတဲ့ပတ်စံနဲ့ Newcastle ပရိသတ်တွေငွေသုံးတဲ့ပတ်စံအမောက်မတူဘူးအဲ့ဒါတွေအများကြီးကွာတယ် FFP တို့ PSR တို့ဆိုတော့ခုနပြောသွားရလူကယ်ကအင်္ဂလန်ကသုံးတဲ့ငွေကြီးဘက်ကိုတွတ်တာမဟုတ်ကဘာတဝမ်းဝမ်းကဝင်တဲ့ငွေတွေအကုန်လုံးတွတ်တာဖြစ်တဲ့ကြောင့်မို့ United အသင်းနဲ့ဒါဘဒွန်လက်ရှိမှာနောက်7နှစ်15နှစ်20ယူကာဆယ်အက်စတွန်ဗီလာရှင်လို့ရပါဘူးဆိုဝင်ဝေရကွာတယ်ယူနိုက်တက်ကဒီဖန်ဘေ့စ်ကိုနှစ်ပေါင်းကို10နဲ့နီမီချီပြီးတော့ဒါတိဆောက်ထားတာ ဟုတ်တယ်ဟုတ်အဲ့တော့ခုနပြောလို့ဟာငါတို့ကမင်းတို့လောက်သုံးလို့မရအေးအဲ့လိုသုံးချင်ငွေများများရှာအဲ့တော့ငွေများများရှာငါတို့ဘာလို့လောက်အောင်အဲ့ဒါမင်းတို့ကိစ္စငါတို့နဲ့မဆိုင်ဒါရှေ့ရှေ့လေးပဲဟုတ်တယ်ဟုတ် Newcastle United အခုလက်ရှိမှာ Champion League ဝင်တယ်အေး Champion League ဝင်တယ်ခုနပြောသူတို့နေတယ်ဒီနေ့မှာ Champion League ဝင်ပြီဆိုတဲ့ဇွေဆွတ်သုံးလို့မရအောင်ဘာဖြစ်လဲ Champion League ဝင်ဒီအသင်းတွေက fan base မရှိတဲ့အတွက်ကြောင့်မလို့သူတို့နေရုပ်သံလွှင့်ခွင့်ဝင်ခွင့်လည်းဘာမှမရအောင် စုချင်းတဲ့ရုပ်တံလုံငွေကဝင်ဝင်ဝင်ဝေရစုချင်းတဲ့ရုပ်တံလုံငွေကလွင်ဒီသင်းတွေကဘာမှမရအောင်အဲကြောင့်ခင်ဗျာသတိထားမိတာလာလီဂါတို့ဒါလီဝမ်တို့ကျွန်တော်တို့ဒါဘွန်ဒက်စ်လီဂါတို့မှာချန်ပီယံလိဝင်ခဲ့ပြီမဲ့တချို့အသင်းတွေငွေသုံးလို့များဘာကြောင့်လဲသိလားဘရိုကက်စတင်ဒါကျွန်တော်တို့ရုပ်တံလုံငွေဝင်ဝေတော့ရတယ်တို့ရဲ့အသင်းလိကိုယ်တိုင်ကပတ်စံအဲ့လောက်မပြီးနိုင်တို့တွေနဲ့ဒါပဲရှိတာဒါလေးကိုသွားသုံးလိုက်ခွေးပြစ်သွားလိမ့်မယ်အဲ့ဒါအဲ့တော့ခုနကပြောတဲ့ United အသင်းကခုလက်ရှိမှာအကျွေးတွေရှိမယ်အကျွေးက ျွန်တော်တို့လက်ရှိမှာအခွန်ကောင်းရင်အဲ့အခွန်က United ပေးနိုင်ဟိုအကျွေးအခွန်မဟုတ်ဘူးအတိုး United အနေနဲ့အကျွေးကအတိုးကောင်းရင်အဲ့အတိုးကို United ကပေးနိုင်ကြအဲ့အတိုးကအရှုံးမဖြစ်သွားဘူးအဲ့တော့ပြောချင်တာကခမရဂရီ80တထေးသားနဲ့ခမရကဂရီ90တထေးသားဝေသုံးပုံသုံးချင်းနေမတူဂရီ80တထေးသားသူပုံသုံးတယ်ဘာလို့သူ့ရဲ့ဝင်ငွေဂရီ80ရှိလို့ဂရီ90တထေးသားဂရီ90လောက်သူသုံးရမယ်အဲ့ဒီပုံစံမျိုးဒီ basic ဆိုရင်အဲ့တော့ ခုနပေါ်တဲ့အဖြူကောင်တွေဆိုကျွန်တော်အထင်ကြီးတာဒါဒီ concept ကိုသူတို့ rap မလုံးနဲ့ဘာလို့ United ကအသင်းကြီးသသင်းဖြစ်တယ် United ရဲ့ဝင်ငွေကသူတို့ထက်ပိုများတယ် United ရဲ့အရှုံးကသူတို့ထက်ပိုနေတယ်ဘာကြောင့်လဲဝင်ငွေပိုများလို့အရှုံးနေတယ်ဒါကိုသူတို့ဒါကိုသူတို့ဒီ basic concept ကိုသူတို့ rap မလုံးနိုင်သူတို့လက်မခံနိုင်ဘာကြောင့်လဲသူတို့အသင်းကအဲ့လောက်ထိ international fan base မရှိဘူးအဲ့တော့လက်ရှိမှာ international fan base ကို welcome လုပ်တဲ့အသင်းကတက်လာတယ်ဒါပဲလက်ဆက်စီဒီနောက်ပိုင်းမှာဘောက်တက်သွားတယ်ဒီလား Thai fan base ကိုရသွားလို့ အဲ့တော့ပြောချင်တာရှည်ရှည်လေး Manchester City ဒီနောက်ပိုင်းမှာပတ်စံနေတတ်တော့လဲပါလို့ရပါတယ်သိလားနှစ်နိုင်ငံတူပြလိုက်တယ်တရုတ်ပြည်နဲ့အမေရိကတူရအောင်ထိန်းလိုက်တယ်အဲ့ဒါပဲအဲ့တော့ဝင်ဝင်များချင်းချန်ပီယံလိဝင်စရာမလိုခမခမရှိနိုင်ငံလူများတဲ့လူရင်းများနိုင်ငံမားကတ်တင်းသွားစင်အဲ့ဒါဆိုဝင်ဝင်တက်လာလိမ့်မယ်အဲ့ဒီ concept ပဲရုတ်တရက်လုံးကိုဝင်ခမခမဘလောက်ရရနိုင်ငံတကာကဥမာလက်ရှိမှာ Newcastle fan base ကဟိုလောက်ရှိမယ်10သန်းပေါ့ United ပြိတ္တကတန်းကိုယာနေချီရှိတာလေအင်ကြီးဝယ်တဲ့ဈေးနဲ့ပဲခမတော်လိုက် ခမရအခုလက်ရှိမှာ Nike ကခမရ Newcastle ကပေးတဲ့ဈေးနဲ့ United ကပေးတဲ့ဈေးတူမှာမတူဘူးလေအဲ့ဒီ concept ကို rap လိုက်ရင်ပြီးသွားပြီအဲ့တော့အသင်းကြီးတွေအကျင့်မကောင်းတာဆိုအဲ့ဒီပြအကျင့်မကောင်းတာမဟုတ်ဒါပေမဲ့အသင်းကြီးတွေအနေနဲ့နစ်နစ်လလကျွန်တော်အချိန်အများကြီးပေးပြီးပေးဆက်ထားတယ်ပတ်စံနဲ့တူဒီနောက်ကလိုက်လာတဲ့ဥစ္စာကဒါပဲအောင်မြင်မှုပဲအဲ့တော့တို့လေအခုချိန်မှာဒါ CD အသင်းဆိုတာနှစ်20လောက် build up လုပ်ရတာ CD အသင်းလက်တာဝူနိုင်အောင်မြင်လာမှာမဟုတ်ဘူး CD တင်ကခုနပြောသအောင်မြင်မှုနောက်ကနေနောက်ကနေသူ marketing တယ်လို့ခင်ဗျာကျွန်တော် CD တင်အောင်ပြောမှုပါတယ် CD တင်ဘယ်လောက်ထိ marketing လုပ်လဲဆိုတော့မြန်မာပြည်ထိတော့ marketing တို့လာလုပ်တယ်အဲ့လောက်ထိ CD တင်က marketing လုပ်တာတရုတ်ပြည်တို့အမေရိကန်မှာသွားမကြည့်နဲ့ CD အတင်ချေရည်ပဲအေးအဲ့လိုပြောချင်တာ Newcastle တို့ Aston Villa ကိုငွေသုံးနေတယ်မလား Champion League ဝင်အောင်လို့ Champion League ဝင်စရာမလိုဘူးသွားတရုတ်ပြည်သွားတရုတ်ပြည်သွားရင်ငါတို့ Newcastle ကိုအားပေးကြပါဆိုသွားပြောမွေးလာတဲ့ကလေးတိုင်းက Newcastle အားပေးပြီးသွားအဲ့ဒါနောက်9နှစ်6နှစ်တုန်းက Newcastle ငွေသုံးလို့ရသွားပြီ အဲ့ဒီ concept ကိုကျွန်တော် rap လို့ FFP ဆိုတဲ့အဖြေကရှင်းရှင်းလေးခမငွေမင်းများဝင်ငွေမင်းများတုံလို့ရတယ်ဒါပဲအဲ့တော့လက်ရှိမှာအင်္ဂလန်ကောင်တွေကအရှုံးနဲ့အဲကျွန်တော်တို့အကျွေးနဲ့လည်းမကွဲဘူးအကျွေးကရတဲ့ဟိုအကျွေးကနေပြီးတော့ဖြစ်တဲ့ဒါကျွန်တော်တို့ဟိုဘယ်သူဘာဘာခေါ်မလဲအာအကျွေးကနေရတဲ့ဘယ်လိုပြောမလဲအတိုးကိုလည်းဒါ United ကပုံမှန်မေးတယ်အဲ့တော့ခုနကအဲ့ဆိုကျွန်တော်တခုမေးလဲနောက်ဆိုဟာကိုတိဒါဆိုအသင်းငယ်တွေအကျွေးမပြောခမ လက်ရှိမှာကျွန်တော်ဘေကီတယောက်ကျွေးသွားတောင်းတာဟုတ်ဘေကီတယောက်ဘန်အောင်သွားပြီးကျွန်တော်၅ခန်းချီလို့ပြောတာ ਨੇ တိဟမမောင်ကျွန်တော်သွားပြီးတော့ကျွန်တော်၅ခန်းချီလို့ပြောရင်ဘယ်အသင်းကို၅ခန်းခင်ဗျာပူချီမလဲအဲ့ဒါအပြည့်ပဲအဲ့လို concept ကိုမျိုးတော့ပေါ့ဟင်နားလေလို့ရပြီဟုတ်ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုနဲ့ tv4u တို့မှာဂျင်းလို့ဆိုတော့ပေါ့ကိုကြည့်လို့ရပါတယ် မြမိုင်းလက်ကလေးဖို့မပေးကြပါနဲ့အောက်ကကွန်ပိုင်တန်းမှာလေ youth sport media 3.0ဆိုနေ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြမိုင်းလက်ကလေးဖို့မပေးကြပါနဲ့ဗျမြန်မြန်ကလေးမှမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြုံတမနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့အားကုန်ပြုပါအောင်ဗျအားလုံးမကြုံတမနဲ့မြမိုင်းလက်ကလေးဖို့မပေးကြပါနဲ့ဗျမြန်မြန်ကလေးမှမြန်မြန်နိုင်မှာဖြစ်ပါတယ်တေးပါဗျ